အတူရောင်ရွေးကောက်ပွဲကျင်းပလာဖို့နီးကပ်လာတဲ့နေရာနိုင်ငံတော်ဝန်ကဆုံချုပ်နေမြေဒီပြည်နယ်ရရှိရေးအန်တသိစတက်ကတာလွန်အင်အားတုံးပြီးထိုးစစ်ဆင်မှုတွေပြုလုပ်နေပါတယ်မြမပြည်တပ်ပိုင်းကချင်ပြည်ကကချင်လွတ်လပ်ရေးတပ်မတော် KIA တင်းကျုပ်ထားတဲ့မြို့တွေကစားလို့အညာမြေက PDF တပ်တွေထိန်းချုပ်ထားတဲ့ဒေသတွေအလဲအောက်ပိုင်းက KNU နဲ့ KNL နဲ့ PDF တပ်တွေစုမှုထားတဲ့နေမြေတွေကအစုံဝေဟင်ရေပင်မြေပင်ကနေစစ်ကော်မရှင်တပ်တို့အပြင်းထန်ထိုးစစ်ဆင်နေကြပါ စကိုင်းတိုင်းအညာဒီတာတွေကတော်လိုင်းတက်တည်စုမှုထားတဲ့နေမျိုးတချို့ကိုလည်းစစ်တပ်ကလေကြောင်းကနေလေရင်နဲ့ဒုံးပြင်ပါရာမော်တာကောစတက်လီတီဂျိုင်းယာကော်ပိုရာတီနဲ့ထပ်ပေါင်းတိုက်စစ်ဆင်နေတာပါဒါကိုတိုက်ပွဲဖြစ်ချိန်လေကြောင်းနဲ့ပြစ်ကူနေတယ်လို့မဖြစ်ချိန်မှာလည်းရေကျဲရှိရှိဒေသခံပြည်သူနဲ့စစ်ဘက်မခွဲခြားဘဲတိုက်ခတ်မှုတွေကိုစစ်တပ်ဘက်ကပြုလုပ်နေတယ်လို့သိရပါတယ်အထူးရောက်ရွက်ောက်ပွဲလုပ်ဖို့ညီကလာတဲ့နေများစကိုင်းတိုင်းကရေဦးခင်ဦးဒီပဲရင်ကမ်ဘလူးစားရမြင့်နယ်တွေကိုအခုရက်ပိုင်းတွင် လေကြောင်းတက်ခတ်မှုတွေပြုလုပ်နေတယ်လို့ရေဦးနဲ့နောက်ချမ်းတင်းတောင်းဝန်ခံကိုထူးစောကအပြေကိုပြောပါတယ်အပြီးခဲ့တဲ့ရက်ပိုင်းကဆိုရင်လည်းကျွန်တော်တို့ဒီတပရင်နဲ့အနောက်ချမ်းပေါ့နော်ဒီစပ်ပြာချင်းဒီကျွန်းတော်လေးရွာတွေဘက်ကဒါချက်ဖိုက်တာလေးစီအသုံးပြုပြီးတော့ဒီတိုက်ပွဲဖြစ်ထားတာလည်းမရှိဘူးဒီစစ်ကြောင်းထိုးနေတာလည်းမရှိသေးနဲ့ဒါစစ်ရေးပြတ်မှတ်မှုတဲ့ခြေရွာတွေဘက်ကိုပြည်သူတွေနေထိုင်တဲ့ခြေရွာတွေဘက်ကိုဒါချက်ဖိုက်တာလေးစီနဲ့ပုံကျဲတိုက်ခိုက်တာလည်းရှိခဲ့တယ် ဒီကနေ့မနက်ဒီအစောပိုင်းပေါ့နော်ဒီတနာရီကျော်အချိန်မှလည်းဒါတရားဦးလေးတက်ကနေတက်လာတဲ့ဒီရဝမ်းတာတီချက်ဖိုက်တာအမျိုးအစားရယ်နောက်ပြီးတော့ဒီ Miss 29ချက်ဖိုက်တာအမျိုးအစားရယ်နှစ်စီးလုံးတက်လာပြီးတော့ဒီကျွန်တော်ရေဦးနေပေါ့နော်ရေဦးနေအောင်မြောက်ချံကိုလေကြောင်းတိုက်ခိုက်ခဲ့တယ်မနေ့ကတက်ခိုက်မှုတွေကိုလူတွေအိမ်မောကြနေကြတဲ့အချိန်တကောင်းရဲအချိန်တွေဖြစ်တဲ့တနိုင်ခွဲဝင်းကျင်မှာ YAK 130ချက်ဖိုက်တာ3ပြီးပေါင်900ပုံး နှစ်ကြိမ်လာရောက်ခြေချခဲ့တဲ့အပြင်မနက်စောပိုင်းမှာလည်း MiG 29 Jet Fighter နဲ့ဘုံးတက်ကျခဲ့တယ်လို့ဆိုပါတယ်ဒီတိုက်ခိုက်မှုတွင် ပြည်သူတွေထိခိုက်ဒေဆုံးမှုမရှိခဲ့ပေမဲ့မင်းမောင်ကုန်းရွာကနေရင်းနဲ့အဆောက်အုံတချို့ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့သိရပါတယ်ရေဦးနဲ့မှာတိုက်ပွဲတွေမရှိတာနှစ်နှစ်လောက်ကြာမှပဲအခုဘုံးကျဲခံရမှုဟာပထမဆုံးအကျင့်ဖြစ်တယ်လို့ကိုထုခန့်စော်ကပြောပါတယ်အဲ့ဒီလိုပဲကမ်ဘလူးနဲ့ခင်ဦးနယ်တွေကိုအခုရက်ပိုင်းတွင် ုံချက်တက်ခိုက်တာတွေပြုလုပ်နေပြီးနိုဝင်ဘာလ14ရက်မနက်7:00နာရီလောက်မှာကမ်ဘူနယ်နောက်တောင်ချမ်းရှိကြောက်တိုင်ရွာဘက်ကိုတရားဥကတက်လာတဲ့ဂျက်ဖိုက်တာနဲ့ဘုံချက်တက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒီလိုဘုံချက်မှုတွေကိုစစ်ကောင်စီတပ်ကစပိုင်ပေါ်လုံးတွေရဲ့ကိထောင်မှုကတစင်လုံဆောင်နေတယ်လို့ကိုထုခန့်စောကအခုလိုပြောပြပါတယ်။အခုနောက်ပိုင်းဒါအကြံဖက်စစ်ကောင်စီကကျွန်တော်ဒီကင်းထောက်လေရင်နေအစားပေါ့နော်။ဒီကင်းထောက်ဒီစပိုင်ပေါ်လုံးတွေပေါ့နော်။ဒီစပိုင်ပေါ်လုံးတွေဒီ နမခါနေပြီးတော့လွတ်တင်ထားတယ်ကျွန်တော်တို့ဒီစကိုင်းတိုင်းအတွင်းဆိုရင်ဘုဒ္ဓလင်းနဲ့ကဏီနဲ့ရင်းမဲ့ပင်နဲ့ဆလင်းကြီးနဲ့အရာတော်နဲ့မြင်းမုံနဲ့ရွှေဘုံနဲ့ဝလက်နဲ့ခင်ဦးနဲ့ဒီပဲရင်နဲ့ရေဦးနဲ့ကံပလူနဲ့စတဲ့နေရာတွေမှာတော်တော်များများဒီကင်းထောက်စပိုင်ဘောလုံးတွေလည်းလွတ်တင်ထားတယ်ဗျဒီကင်းထောက်စပိုင်ဘောလုံးပြန်ဝဲသွားတဲ့နေရာတိုင်းကိုလက်ရှိပေါ့နော်စစ်ကော်မရှင်ကဒါလေချောင်းတိုက်ခိုက်တာတွေခက်စိတ်စိတ် ြုလုပ်လာတယ်ဗျအခုလိုလေချောင်းအတတ်ချက်ကိုပြေးဝတုံချပြီးကိုပြည်သူကိုကိုပြန်တက်နေတဲ့စစ်တပ်ရဲ့ရန်ကိုရှောက်ရှားနိုင်ဖို့လေချောင်းအသည့်လေချောင်းတတိအမြဲရှိဖို့လေသူကတတိပေးစကားပြောပါတယ်နောက်ဒီတော်လိုင်းနဲ့ပတ်သက်ပြီးတော့ဒီပြည်သူတွေကိုကျွန်တော်တို့ပြည်သူတွေကိုအတိပေးချင်တာတော့ဒါအကြမ်းဖက်စစ်ကော်မရှင်ကဒါကျွန်တော်ဒီစကိုင်းတိုင်းဒါရေဦးခင်ဦးဒီဒီပဲရင်ကမ်ဘလူဒီမြို့နယ်တွေကိုဒါ စည်ရေးပြင်းမှမဟုတ်တဲ့နေရာတွေပေါ့နော်ဒီပြည်သူတွေနေထိုင်နေခြေရွာတွေနောက်ပြီးတော့ဒီစေယုံစေကံတွေစာတင်ချောင်းတွေဖုန်ကြီးချောင်းတွေဟိုဒါလေချောင်းကနေပြီးတော့ချက်ဖိုက်တာလေးနဲ့ဒါဖုန်ကြီးတိုက်ခိုက်တာတွေခက်စိတ်စိတ်ပြုလုံနေတာဖြစ်တဲ့အတွက်ဒါကျွန်တော်တို့ပြည်သူတွေအနေနဲ့ဒါလေချောင်းတိလေချောင်းတိရှိကြဖို့နဲ့ဒါကိုမျိုးနဲ့အတွင်းကိုခြေရွာပေါ့ပေါ့နော်အဲလေချောင်းဖြတ်တန်းဝင်လာတယ်တိရယ်ဆိုရင်ပဲဒါချက်ချင်းပေါ့နော် ဘုံခိုခြင်းသို့မဟုတ်ဒီအကာအကွယ်ကောင်းတဲ့နေရာတွေမှာအမြန်ဆုံးတိမ်ဆောင်ကြဖို့ပေါ့နော်အထူးကိူးဆိုင်ဖို့ပြောချင်ပါတယ်ကြာဒါပြင်စကိုင်းတိုင်းဝင်ထက်ကိုစီအိုစုကပိတ်ဆို့ထားတာကြောင့်ကျမကြီးမကောင်းသူ2000ကျော်စီဝါပြက်လက်နေတယ်လို့စစ်ဆောင်တွေကူညီပေးနေတဲ့ဒေသခံတူကပြောပါတယ်ကလေးမျိုးနဲ့မှာစစ်ဆောင်တွေကိုစေကူတောင်းမှုပေးနေတဲ့ခနာတာရိတ်စီယုံပြပန်ဟက်ကင်နဝတ်ကလေးစေးုံနဲ့ရှေ့ပြောင်းသွားတဲ့ မိုဘိုင်းကလင်းစေကန်တွေမှာစီဝါပြက်လက်မှုတွေကြုံတွေ့နေရတယ်လို့အဲ့ဒီကဒေတာခဏတွေကပြောပါတယ်။ဒီလိုစီဝါပြက်လက်နေတာဟာစီအိုစုတက်တွေကစစ်ကြောင်းတို့ဝင်ရောက်လာတာတွေနဲ့ဒေတာခဏတွေအဓိကသွားလာရတဲ့ကုန်သွယ်ရေးလက်မှတ်ကြီးတွေဖြစ်တဲ့ကလေးကန်ကော်လန်ကလေးတမူလန်းတွေကိုပေးထားတာကြောင့်ဖြစ်တယ်လို့ရေးဦးအနောက်ချင်းသတင်းတာဝန်ခံကိုထုခန့်စော်ကပြောပါတယ်။စီဝါပြက်လက်မှုကဒါကျွန်တော်ကလေးနယ်မှာမဟုတ်ဘူးပေါ့နော်။အဲမြို့နယ်တိုင်းလို့လို့စီဝါပြက်လက်တာတွေကတော့ကြုံတွေ့နေရတယ်ဗျ။ ဘာလို့လဲဆိုတော့ဒါအကြမ်းဖက်စစ်ကောင်မရှင်ကကျွန်တော်ဒီစကိုင်းတိုင်းအတွင်ပေါ့နော်ဒီစေဝါဒီတည်ဆောင်တာတွေဟိုမပြုတ်လောက်ခိုင်းဘူးပေါ့နော်ပိတ်ပင်ထားတယ်နောက်ပြီးတော့ဒီစေဝါဘာညာတင်းလာတယ်ဆိုရင်လည်းဒါကိုပြည်သူတွေကိုကူတာဖို့ဒီစေးတွေပါတွေပေါ့နော်အဲကျွန်တော်ဒီမန်းလေးဘက်ကရန်ကုန်ဘက်ကနေတည်လာတယ်ဆိုရင်လည်းတို့ဒီစကိုင်းနှာပေါင်းကနေပြီးတော့ဒီကားတွေကိုတားပြီးတော့ဆက်စေးတာတွေပေါ့နော်ဒီစေဝါဟိုတွေ့ရင်လည်းအဲတို့ဖန်စီတင်းဆက်ရတယ်ပြုတ်လုံးနေတယ်ဗျ လက်ရှိဆေးဝါးပြက်လက်နေတဲ့ဆေးရုံတွေဟာစပေးချောင်းနဲ့ဒဏ်ရာရသူတွေကိုအဓိကကူတက်မှုပေးနေတာဖြစ်ပြီးပတ်တီးအရက်ပြန်အနာကျဆေးပါဝင်စားသေးတောက်စီထိုးစေးလင်းစေးစားတဲ့ဆေးဝါးတွေတလားကြောကြပြက်လက်နေတယ်လို့သိရပါဗျ။လက်ရှိချိန်မှာတော့ဆေးစုတက်တွေကကလင်းမြုပ်နယ်တွေကထောက်ချန့်ဖူးမာရစကြိုစားတဲ့ကြေးရွာတွေမှာတဆွဲထားပြီးကလင်းမြုပ်ဝင်ထွက်လမ်းမကြီးတွေကိုသွာလာခွင့်ကတ်တတ်ထားတယ်လို့ကလေးဒေသခံတအူကပြောပါဗျ။ကလေးမြို့နယ်တွေကရွာ28ခုတက်မင်းကဒေသခံတွေစစ်ပေးရှောင်နေရပြီး ဒီနေ့နေရမပြတ်နိုင်နေဘူးလို့ NBA ကဆိုတဲ့သိရှိရပါတယ်။စစ်ကော်မရှင်ရဲ့ CA ချိန်ခွင့်ရှာဟာသူတို့ကိုအကြီးမားဆုံးရှုံးမွေးတွေးစီခဲ့တဲ့ရှင်းမြောက်ဒေတာကတက်တုံညာတစ်ခုဆစင်ရေးဟာတရုတ်ပြောကကြောင့်ရက်တန့်စီခဲ့တယ်လို့တရုတ်ကူညီနဲ့ပဲမြို့တွေပြန်ရခဲ့တဲ့ပြင်အပြစ်ခတ်ပါရက်စဲခဲ့တာကြောင့်အပြောင်းလဲဖြစ်ပေါ်လာတယ်လို့ CA လေးလာဆောင်ကြည့်သူတွေက ပြောပါတယ်။အန်နသိန်းစစ်တာရှင်းမြောက်ဒေတာကနောက်ချိုကြောင်မဲတီဘောတို့ကိုပြန်ရခဲ့တဲ့ပြင်တရုတ်ကူညီနဲ့မုံမိတ်နဲ့မန်လေးတိုင်းကမဟုတ်တော့ကိုပြန်ရတော့မှဖြစ်တယ်လို့ ီယန်ဒီကရပြည်ကမိုးပြဲမန္တလေးတိုင်းတပေကြီးမြို့နယ်တွေကိုပြီးခဲ့တဲ့စက်တင်ဘာနဲ့အောက်တိုဘာလတွေမှာတရွာကုန်းနဲ့ပြန်လည်ထိချုပ်နိုင်ခဲ့ပါတယ်။အဲ့နောက်ပိုင်းပြည်တက်တွေကြီးစုခဲ့တဲ့နိုင်ငံလေပိုင်းစကိုင်းမန္တလေးမကွေးတို့မှာစီးအလုပ်ရှာမှုတွေပြင်းထန်လှုပ်လာတာလို့အညာဒေသတော်လှန်ရေးဘော်တွေကပြောပါတယ်။စကိုင်းတိုင်းတွေကစကိုင်းဝက်လက်ရှိဘူကမ်ဘလူကလေးတမူဘူးတလင်ခင်ဦးပါဝင်မြို့နယ်တော်တော်များများကိုစစ်တပ်ဘက်ကပြီးခဲ့တဲ့ဇွန်လကဆက်လို့အင်အား9000ကနေ9000ကျားထိအများပြားတုံးပြပြီး စစ်ကြောင်းထိုးဝင်ရောက်နေတာဖြစ်တယ်လို့ဆိုလန်းသိရှိရပါတယ်။အဲ့ဒီလိုစစ်ကြောင်းထိုးတာကြောင့်နေမီတရှုဆုံရှုံမှုတွေရှိလာလို့တစ်ဖက်မှာလည်းစစ်တပ်ကမလ28ငလင်ကြီးကြောင့်ပျက်စီးသွားတဲ့စကိုင်းတသားကိုဟန်ပြပစ်ဆင်ပြီးကန်တပ်ပိတ်ဆို့ထားသလိုအဓိကလမ်းမတွေကိုလည်းဗျူဟာချက်ချက်ဆုံးမှုလာတယ်လို့မြေပြင်စီးတည်င်းရင်းမြစ်တွေကဆိုပါတယ်။ဒီလိုအချိန်ဒီမှာဝက်လက်နဲ့ကမ်ဘလူမှာတော့အောင်ပွဲချုပ်ပြန်ရလာတာတွေ့ရတယ်။ကမ်ဘလူကတော့အင်အားတရာကျော်စစ်ကြောင်း MA5 ကင်ထားတဲ့စစ်ကြောင်းမှုပါဝင်အယောက်90လောက်ဖြုတ်လိုက်လို့ဒီနေ့ရဲ့အကြီးမားဆုံးအောင်ပွဲလို့ဆိုနိုင်ပါတယ်လို့ စီးလေးလက်ဆောင်ကြည့်နေတဲ့သူကပြောပါတယ်ပြီးခဲ့တဲ့နိုဝင်ဘာစနေနေ့ကကမ်ပလူမြို့နယ်တောင်ပိုင်းဝတ်တိုးရွာကနေခင်းမြို့နယ်ကိုဥတီစစ်ကြောင်းထိုးလာတဲ့တပ်မ33လောက်ခန့်တပ်ဖွဲ့ဝင်တွေနဲ့ပစ္စတိအတွင်ပြောင်းပြည်သူအင်အား100ကျော်ပါစစ်ကြောင်းကိုရင်တက်ရွာနီးတော်လိုင်းပူပေါင်းတပ်တွေကဂျာပြတ်တိုက်ခတ်ခဲ့ပါတယ်စစ်ကြောင်းပြတဲ့တိတိုက်ခတ်ခံရပြီးနောက်စစ်ကြောင်းဥပါဝင်80ကျော်တိစုံပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်15ဦးကိုစစ်တုံးမှမြေဖမ်းဆီးရမိခဲ့ကလက်နက်ခဲယမ်းတွေလည်းတင်စီရမိခဲ့ပါတယ်။အဲ့ဒီနောက်စစ်ကောင်စီတပ်ကကမ်လူခင်ဦးနယ်ဇက်ကို နွေမာစနီယနီကနေနွေမာစလီယနီမနက်ပိုင်းထိဒီကြောင့်တိုက်ခိုက်မှုစတင်တဲ့မနေ့ပြုလုပ်ခဲ့တယ်လို့ဒေတာသင်းကာကွယ်ရေးတပ်တွေစီကသိရပါဗျ။ဒီအောင်ပွဲကိုကမ်လူခိုင်ပတ်ကဖအထူးလှုပ်ရှားရေးတရင်ရေမျိုးနဲ့ပတ်ကဖတူဝန်အဖွဲ့ရှင်ဝန်ခရိုင်အမတ်တုံးတရင်ခင်ဦးအမတ်25တရင်တစေတို့ကပူးပေါင်းဖော်ဆောင်ခဲ့တာလို့စကိုင်းတိုင်းပြည်ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါဗျ။စစ်ကော်မရှင်ဘက်ကအထူးရောင်းရေကောက်ဝဲကျင်းပရေးမြန်မာချက်နဲ့အညာဒေတာကိုပြစ်တိုက်နေတဲ့ချိန်နဲ့အောင်ပွဲကြီးနဲ့ဝေးကွာနေကြတဲ့အညာဒေတာကတတ်တည်တော့ အခုကမ်ဘလူအောင်ပွဲဟာအညာကတက်တီအတွက်နံပေးတဲ့ဩဇာစီးထက်စစ်တပ်တကြမှုပုံမှုရရှိစေတာအေကံမလွဲပါပဲ။ဒါကြောင့်စစ်တပ်ရဲ့တလွန်အင်အားနဲ့ထိုးစစ်ဆင်နေတဲ့စစ်ကြောင်းတွေနဲ့အတူ PDF တပ်တွေရဲ့ခုခံတပ်မဲစစ်တွေရဲ့အပြည့်မှုရင်ဆိုင်တပ်ဝဲတွေကိုထပ်မံမြင်သွေးလာခြင်းမှာဘယ်ဘက်ကအုံမကံပြီးဘယ်ဘက်ကကြက်ရှုံမလဲတော်လိုင်းတက်တွေကပဲကမ်ဘလူအောင်ပွဲလို့ဆက်ရမလားစောင့်ကြည့်ရပါဦးမယ်။အညာမြေစကိုင်းကမြေပြတော်လိုင်းရဲ့ဘတ်တော်ဦးကတော့ကျွန်တော်တို့ဘက်မှာပြည်သူတွေရှိနေတဲ့အတွက်ငိုချနိုင်မယ်လို့ယုံကြည်ထားပါတယ်။ စကားတွေကိုနေတိုက်ထုတ်မယ်ဆိုတဲ့စိတ်ကိုမွေးထားပါတယ်လို့မှတ်ချက်ပေးပြောပါတယ်။